ကဲဒီဗီဒီယိုလေးထဲမှာမြင်နေတဲ့အရာလေးနဲ့ပတ်သက်ပြီးစိတ်မချမ်းသာစရာလေးဖြစ်လို့တင်ပြတာပါတကယ်ပဲမနေ့ကဒါလေးကြည့်ပြီးစိတ်ထည့်လဲမကောင်းပါဘူးအထူးသဖြင့်တော့မိမကိုရိုက်နေတာထက်ဆိုင်တော့ဒီကလေးလေးပေါ့နော်အပြစ်မဲ့တဲ့ဘာမှမစီမဆိုင်တဲ့ဒီကလေးလေးကိုပါရောပြီးနေပွေးထဲမှာတတိုင်ကြီးမှာကျိုးတုပ်ထားပြီးတော့ကလေးလေးပါရောပြီးတော့တွဲတုပ်ထားတယ်နောက်ဆုံးမအေကိုပဲတုပ်ထားအောင်ကလေးကိုဒီတိုင်းထားရင်တော့မှလက်ခံပါသေးတယ်မအေမှာကြည်တန်းသူ့သားလေးကို တ်ထားတာပရောက်တနာကိုကောင်းတယ်ခလေးလေးမှာဘာမှမသိမျက်နှာငယ်လေးနဲ့ကျွန်တော်ပြောရင်းနဲ့တော့စိတ်ထဲမှာမကောင်းဘူးပေါ့နော်တကယ်လို့ oneness ဖို့ကောင်းပါလေဒါကျွန်စိတ်ထဲမှာမလုတော့ဘူးလို့နေတာဒါရှုံချပါလေဒီလိုမျိုးမင်းမဲ့ဇေယိုက်ဆန်ဆန်မျိုးဒီလိုမျိုးလုတော့နှိမ့်ချပါလေ နောက်ပြီးတော့တစ်ဖက်သားနှိမ်ပါနေပြီတစ်ဖက်သားနှိမ့်ကြနေပြီတော်ပြီလေကိုဖမ်းပြီးလက်အမိသွားပြီသက်ဆိုင်ရောအတော်လေဘာဖြစ်လို့ကျွန်တော်တို့လူမျိုးတွေကတစ်ဖက်သားနှိမ့်ကြသွားပြီဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့တွေကထပ်ပြီးတော့ဖိကျင်တာလဲထပ်ပြီးထောင်းကျင်တာလဲကျွန်တော်တို့လက်ဝိတ်ထိုးပြီဆိုရင်တော့ကျွန်တော်တို့မြန်မာယူကလက်ဝိတ်မှာတစ်ဖက်သားအောက်ကိုနှိမ်ပါသွားပြီလဲကျသွားပြီဆိုကျွန်တော်တို့ထိုးခွင့်မရှိတော့ဘူးလေထိုးနေလက်ကောင်းမယ်ခင်ဗျဒီမိန်းမယူခင်ဗျမိထားပြီခင်ဗျစိတ်ချလက်ရှိဆိုင်ထဲမှာခင်ဗျလှုပ်ပြီးပြောပြီးဆိုပြီးပြီတယ် ော်ပြီပေါ့ဘာဖြစ်လို့မလို့ဒီဘာမှမစီမဆိုင်ဒီကလေးလေးပါခင်ဗျာထပ်ပြီးတော့နှိပ်ဆက်တာလေခင်ဗျာမအဲ့လောက်တော့အသိဉာဏ်မရှိဘူးလားဒေါသကိုပြန်ထိန်နေဗျာအကုန်လုံးစိတ်ဆင်းရကြီးခင်ဗျာအကြည့်စမ်းမအောင်ဗျာကလေးလေးမျက်နှာလေးကြည့်စမ်းမအေးဘာမှသူခင်ဗျာမသိရှောက်မိဘဟုံးမကျင်းဘာမှတော့ပြန်မပြောနိုင်ကလေးလေးကိုဖတ်ထားတာတကယ်စိတ်ထဲကိုမကောင်းပါအောင်စင်ကြင်ကြပါဗျာတောင်းနဲ့တောင်းနဲ့ခင်ဗျာတို့လူတွေဖြစ်နေပြီးလူလူတွေတွေးကြပါလူလူတွေနေကြပါမြောက်နိုင်ငံ ကျွန်တော်နိုင်ငံလူမျိုးတွေစိတ်သက်တည်းအရန်အောက်ကြကုန်ပြီအဲ့တော့ဒီအမျိုးသမီးနဲ့ပတ်သက်ပြီးတော့အားလုံးရှုံချကြပါနောက်နောက်ဒီလိုမျိုးကိစ္စတွေဖြစ်လို့ရှင်လဲတတိရကြပါတံဝေကတွေရကြပါကိုလည်းဒီလိုနေရာမှာဆန်ရှင်ရဲ့မိမနေရာမှာရောက်ခဲ့ပြီဆိုလဲဒေါသနဲ့မတုံ့ပြန်ကြဖို့ဒီဗီဒီယိုလေးနဲ့တတိပေးရင်းနဲ့ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကြပါခြင်းပြေဆုံးကြပါစေခင်ဗျာ